ကြောင်းရင်းတစ်ခုကြောင့်အင်ဂိုလာခိုးရဲတခိုးမိသားစုပေါ်မှာတာမှာစေရနာထားထောက်ပံ့နိုင်လို့လူပြောများနေတဲ့ချုပ်ပြုံး တရုတ်ဆောင်မင်းသမီးကြီးချူပြောကတော့အင်ဂိုလာတက်ခိုးတဲ့တခိုးကိုရွှေကျက်ပိတ်တဲ့ချိန်40လောက်တန်မိုးရှိရဲ့နာယီကြီးချပေယော်တင်မကတခိုးမိသားစုကိုပါဆောက်ရှောက်ပေးခဲ့ကြောင်းပြောလာပါရီ။ဒါကြောင့်လည်းပြည်သက်တွေကတော့တရုတ်ဆောင်မင်းသမီးကြီးချူပြောရဲ့စိတ်ကောင်းစေတနာရှိမှုကိုချီးကျူးနေကြပါရီ။တရုတ်ဆောင်မင်းသမီးချူပြောရဲ့ပြောချက်အရသူမအမြင်နေစင်မှာအင်ဂိုတခိုးလာကတ်တယ်လို့ဆိုပါရီ။အဲ့လိုချိန်မှာချူပြောကတခိုးတခိုးဆိုပြီးတော့မအော်ရခဲ့ပါ။သူမအော်လိုက်လို့ရှိရင်တော့တခိုးကိုဝိုင်းရကြမှာစိုးတယ်လို့ဆိုပါရီ။တခိုးဆိုပေမဲ့လည်းနောက်ွယ်မှာမိခိုးနေကြတဲ့မိသားစုဝင် နေရှိနေနိုင်တဲ့အတွက်ချိုးပြုံးဟာခိုးလို့ရပြီလားမရသေးရင်ဒီနာရီကိုယူသွားဆိုပြီးတားငယ်ဆုံးနာရီကိုတခုတ်ကိုပေးလိုက်တယ်လို့ဆိုပါရီအဆိုပါနာရီဟာရွှေတစ်ချက်ကိုငွေတရာခင်မှာတံမိုးလေးတောင်လောက်ရှိတယ်လို့ဆိုပါရီအိမ်နာမှာတော့ချိုးပြုံးဟာသူမဟာနာရီကိုတခုတ်ကိုပေးလိုက်ကြောင်းပြောကတားငယ်ကိုနာရီနောက်တစ်လုံးဝယ်ပေးခဲ့တယ်လို့ဆိုပါရီဒါပြင်ချိုးပြုံးဟာအဆိုပါတခုတ်မိသားစုကိုလည်းစုံစမ်းကတလမှာရှိတယ်ဆိုတဲ့ကြောင်းသိရလို့တခုတ်မိသားစုကိုရှင်ရင်းတူပေးကတမအာစီဝါနဲ့ရေအောင်စားနိုင်ဖို့ပြင်ဆင်ပေးခဲ့တယ်လို့လည်းဆိုပါရီ ဒါကြောင့်လေတကုံးမိသားစုဟာဝိုင်းရင်တယောက်စာမင်းသမီးချုပ်ပြုံးကိုကျေးဇူးတင်ကြောင်းလည်းသိရပါပြီ။တယောက်စာမင်းသမီးချုပ်ပြုံးဟာတကုံးကိုတင်မကဘူး။လူတိုင်းပေါ်မှာလည်းတနာကျူနာတာကကိုချင်းစာစိတ်ပြင်းနေဆက်ဆံတက်တယ်လို့ဆိုပါရီ။ဝိုင်းရင်တယောက်စာမင်းသမီးကြီးချုပ်ပြုံးဟာဒီလိုမျိုးတယောက်ဆောင်ကလူတိုင်းပေါ်မှာစိတ်အင်းစိတ်ဓာတ်နဲ့စိတ်ထားကောင်းကောင်းထားတယ်လို့လေအချို့တွေကလူလေကြတာတွေရှိတယ်လို့ဆိုပါရီ။တယောက်စာမင်းသမီးချုပ်ပြုံးကတော့သူမဟာလူလောကမှာအသက်80ရွယ်ရှိနေပြီမလို့ဘသူကဘလို့ဆိုတာကိုသိကြောင်း။ဒါပေမဲ့လူတိုင်းပေါ်မှာစိတ်ဓာတ်မြတ်တာထားတဲ့ကြောင်းတယောက်စာမင်းသမီးချုပ်ပြုံးကပြော ော်လာတာဖြစ်ပါတယ်။အလို့တီးကြတဲ့အတိုင်းတရုတ်ဆောင်မင်းသမီးချုပ်ယုံဟာတခိတခါမှမင်းသားဝင်ဦးနဲ့တူအကောင်းဆုံးတရုတ်ဆောင်နိုင်ခဲ့တဲ့ထိတ်တန်းဝိုင်ရဲ့မင်းသမီးတစ်လက်ဖြစ်ပါတယ်။ချုပ်ယုံဟာရုပ်ရှင်ရိုက်ကွင်းရဲ့ရွှေပိတ်တဲ့ချိန်များစွာဝယ်ယူနိုင်တယ်လို့သိရတာပါ။ဝိုင်ရုပ်ရှင်မင်းသမီးကြီးချုပ်ယုံဟာယခုအသက်အရွယ်မှာတော့မှရုပ်ရှင်စကားတွေရုပ်သံဇာတ်လမ်းတွေတွေမှာပါဝင်တရုတ်ဆောင်နေရဆဲဖြစ်ပါတယ်။အခုအခါမှာတော့မီဒီယာအင်တာဗျူးတစ်ခုမှာတရုတ်ဆောင်မင်းသမီးကြီးချုပ်ယုံဟာသူမရဲ့ကိုချင်းစာတရားပြေးွားတဲ့ပုံနဲ့ကိုအင်ကိုလာခိုးတဲ့သခိုးကိုတောင်မှတမိုးကြီးနိုင်ပေးကသခိုးမိသားစု ကိုစောက်ရှောက်ပုံကိုပြောပြလာခဲ့တာဖြစ်ပါတယ်။အခုချိန်မှာတော့တရုတ်စာမင်းသမီးကြီးချုပ်ပြုံးကမြေလီနှောင်းနဲ့တူအေဂျင့်စွာတရားအထုတ်ရင်းအမှုပညာတွေလောက်ကညီညီကျကျနေထိုင်နေတာဖြစ်ပါတယ်။ချုပ်ပြောလို့မျိုးကိုယ်ပေါ်မကောင်းတဲ့သူတွေကိုယ့်အင်ကပစ္စည်းကိုလာခိုးတဲ့သခိုးကိုမြစ်တာထားနိုင်ဖို့ဆိုတာကတကယ့်မလွေကူတဲ့ကိစ္စမျိုးပါ။အခုချိန်မှာစိတ်ထားကောင်းတဲ့တရုတ်စာမင်းသမီးချုပ်ပြုံးဟာစိတ်ထားကောင်းလို့လည်းအရွယ်တင်နေတာဖြစ်ပါတယ်။အခုကမှတရုတ်စာမင်းသမီးချုပ်ပြုံးဟာမြေလီတွေမင်းမြို့ကိုလိုချင်နေတာပါ။ဒီဗီဒီယိုကိုကြည့်ရှုနေကြရင်ပရိသတ်တရားရောသခိုးကိုမြစ်တာထားက တခုံးမိသားစုကိုဆောက်ရှောက်ခဲ့တဲ့ဝိုင်းရဲတရုတ်စာမင်းသမီးကြီးချုပ်ပြုံးကိုဘလို့မြင်လဲဆိုတာပြောသွားပေးခဲ့ပါအောင်ရှင်။အဘိနာစင်ခဲ့ကြတဲ့အတွင်းအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလေးစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီနေနုပညာရှင်ရဲ့တင်းနဲ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေးလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်မိကြပါနဲ့အောင်ရှင်။အဘိနာစင်ခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းကိုစိတ်နှလုံးရှင်လင်းချမ်းမြေပါစေကြောင်းကျမတို့ရဲ့ပေးလေးကနေပြီးတော့ဆုတောင်းမေတ္တာပို့သရင်းနဲ့ပဲနှုတ်ဆက်လိုက်ပါရစေ။